မြန်မာနိုင်ငံမှာလူဖြစ်ရတာသိကိုကံကောင်းပါလေမြန်မာနိုင်ငံမှာလူဖြစ်ရတာလေတော်တော်ကိုကံဆိုးတာစစ်တပ်ကိုမုန်းလို့ပဲရမယ်ချုပ်ကိုတော့စိတ်ကောင်းမကူမီတင်တယ်ခွေးတွေဝက်တွေသေးကုန်မယ်တတိထားနေ really 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 ကိုလိုစစ်တပ်စစ်တပ်ချင်းတဲ့လူတွေ စစ်တပ်ချင်းနဲ့လူတွေတက်ထဲမှာနေတော့ဘာပြက်လဲလူခေါင်းနေချင်းချင်းပြောလို့ရှိရင်တက်မတော်ကြီးရဲဘော်တစ်တစ်စုစရာမလိုဘူးเนาะကျွန်တော်တို့လူရဲမိခေါင်းတွေကိုရဲမိတစ်စုကမှာကျွန်တော်တို့အမေသတိလာမှာပစ္စတိုလာမှာအကုန်ပြက်တက်တယ်တရေတက်ရအကုန်လုံးတက်တယ်เนาะမနေ့တနေ့ရလာတဲ့တရေမှုကတော်တွေအခုကိုရီးယားယောက်ျားကြာဆုံးသွားပြီယောက်ျောင်းကြာယောက်ျားကြာဆုံးသွားပြီဆိုတော့အပယ်လူဖြစ်သွားပြီဒါပေမဲ့ကိုရီးလိုအခုတိုက်ဆိုတိုက်ရဲတယ်အခုခိုက်ဆိုခိုက်ရဲတယ်ဘယ်လောက်လာမယ်အကုန်လုံးတက်တယ်တက်မတော်နဲ့ပတ်သက်တာ နော်ဒီလိုပြောလို့တမ်းမတော်မချစ်လို့မဟုတ်ဘူးတမ်းမတော်အသေးချစ်တယ်လူနော်တမ်းမတော်အသေးချစ်တယ်လူဒီအချိန်ထိတာမှတမ်းမတော်အကြောင်းဒါမပြောနဲ့ကိုကတတတတနဲ့ပြောတဲ့လူမျိုးဘဲကိုအထက်လူကြီးတွေကိုပြောရမလဲမသိဘူးဘယ်လိုပောက်ရအောင်လဲပြောရမလဲဒီကိုလည်းနားမလဲဘူးဒါပေမဲ့အထက်လူကြီးတွေသိအောင်တော့ပြောချင်တယ်ကြာဆုံးသွားတဲ့ရဲမေးတွေအတော်တွေမလုပ်ချင်သေးပါစာဆုံးသားတွေရဲမေးတွေဗိုင်းများတွေတက်မတော်ကြီးမှာမြေတွေကြိုက်တယ်အိုးအိမ်ညာတွေကို နေရထိုင်ခင်းလေးကိုကြကြနနအပီးအစီရအောင်လုပ်ပေးလိုက်ဒီနေ့သေးပြီဒီနေ့ယောက်ျားသေးပြီဆိုနောက်နေ့အပီးအစီရအောင်လုပ်ပေးလိုက်နော်လုပ်ပေးကြရမရှိလို့ချင်းတက်မြေမတူးကြော်ရဆိုတဲ့မြေတွေမှာအကြိုက်အဲ့နေရာတွေမှာအကွက်လေးတွေချပြီးတော့တထောင်လောက်ဖြစ်ဖြစ်စီပေးလိုက်ကြအပိုင်းနေစရာရသွားလိမ့်မယ်နော်တက်ထဲမှာမိခိုးဆိုပြီးထက်နေရရင်ကျွန်တော်တို့လိုတရရတရလောက်တက်တယ်တက်မတော်အားဆုံးကြိုးပမ်းလောက်ထွက်တယ်လူတွေကမနေ့တနေ့ရဟာတွေရဲ့ဆက်ဆံမှုတွေအောက်မှာ ိတ်သက်ဒီပြက်ပြီးတင်ငယ်ပြီးနေရတာဖြစ်ချင်တာပေါ့ဒီနေ့မျိုးသားကြမလားကြသွားပြီနောက်နေ့ကိုရီအိုးရောက်ကြရဲ့ခန်းစားခွင့်အိုးအိမ်နေရဘာဖြစ်ဖြစ်ချက်ချင်းရသွားပြီဆိုမောင်းထုတ်နေစရာမလိုဘူးအိမ်ဖဲခဲစရာလည်းမလိုဘူးဒီအိမ်လေးကိုဖဲပေးမှလည်းပြောနေစရာမလိုဘူးကိုယောက်ျားဖြစ်တာနဲ့နောက်နေ့အိုးအိမ်ရနောက်နေ့တန်းရင်ကော့ပြီးထွက်သွားမှာအဲ့လိုလူမျိုးတွေ အဲ့လိုမျိုးတွေနောက်ပြီးတော့နောက်ကြားတွေတောက်ပွဲမှာကြာပါတာစစ်တိုက်လို့သေးတာလေနော်ဒါကိုမိခိုးอืมဆက်ချင်း၆လပြည့်တာနဲ့ဆက်ချင်းဟောတီးကြဖြစ်သွားတာတဲ့မှာကြံခဲ့တယ်ခုညီမတွေလေသူတို့မျက်နှာရိတ်တိတိကြီးနဲ့တီးလန့်ဆာဆာနေခဲ့ကြရတာအကုန်လုံးတန်းပြီးတော့ခိုးအိုးအိမ်ခိုးအိမ်အိုးအိမ်မရရင် တထောင်လောက်ရှိတဲ့မြေကွက်ဖြစ်ဖြစ်ကွာအပိုင်ကိုယောက်ကြာခံစားကွရလိုက်ပြီးပြီဘသူနဲ့မှပတ်သက်စရာအကြောင်းရှိတော့ဘူးဒုက္ခလှလှတွေ့အောင်မဲတနာတယ်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  another one လာချိုးရေငါတို့တွေပြန်လာရတော့မယ်တဲ့ငါတို့နေရက်ကလေးယူတာငါတို့ပြန်လာရတော့အေးငါတို့ကတော့ငါတို့ပြန်လာရင်တော့ ငါတို့အိုးအိမ်တွေမှာတော့အခွမ်းပဲရှိတော့တယ်။ငါတို့ပစ္စည်းတွေကိုယူထားတဲ့သူတွေခိုးဖွက်ထားတဲ့သူတွေလိပ်ပြလုံပါစေ။ကျမပါသည်ရှမ်းသာပါစေ။အိယာကောင်းကောင်းနဲ့အိမ်နိုင်ပါစေ။ပကံကောင်းခွက်ကောင်းနဲ့စားနိုင်တောက်နိုင်ကြပါစေ။ငါဆူတောင်းပြီးနေသေး။ငါငါအိမ်ကိုပြန်ရောက်ရင်လေငါပစ္စည်းတွေကဘာတစ်ခုမှမရှိတော့။နင်တို့တွေကလေ ဘယ်ကဝင်ခိုးညာဝင်ခိုးခိုးဖွက်နေကြတာအဲ့ဒီခိုးဖွက်နေတဲ့သူတွေလေငါတို့ရဲ့ဟိုက်မျက်နှာယုံမြင်လိပ်ပြာလုံးပါစေငါဆူတောင်းပေးနေလိပ်ပြာလုံးပါစေဒုက္ခလှလှတွေ့အောင်မယ်တနာတ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 ယ်ဘုရားစစ်တပ်ကဆိုရင်အကုန်လုံးအိမ်တိုင်းစီကိုလိုက်ပေးတာဒုက္ခတွေအော်ဟုတ်ကဲ့ပါအိမ်တိုင်းစီလိုက်ပေးတယ်စစ်တပ်ကဒုက္ခတွေ စစ်တပ်ကိုမုန်းလို့ပဲရမယ်။ချုပ်ကိုတော့စိတ်တော်မကူမီသိနေ။ခွေးတွေဝက်တွေသေးကုန်မယ်။ဒရီထားနေ။ဟလာစောက်ဖောက်ပဲ။ဟုတ်ပဲဟုတ်ပဲဟုတ်ဟုတ်ဟုတ်ပဲ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 ဟုတ်ဟုတ်ဟုတ်ပဲဟုတ်ပဲဟုတ်ပဲ